န်ဖိုးဆက်ကြားရဲကဂျီဟိုနဲ့တူရာကြောင့်မင်းကလေးတွေဈာမှာနာမည်ကြီးနေတဲ့မင်းသားအောင်စဘူးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာဆယ်လီအင်ဆိုင်ဒါ page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေအောင်စဘူးကတော့လက်တလုံး social media နဲ့ပရိသတ်ဒီဈာထဲမှာဂျဟုံတို့ကိုအောင်မြင်လာခဲ့တာဖြစ်ပါတယ်အရင်ကဆိုရင် အောင်စဘူးက တမောင်ဆန်းမင်းဝင်းရဲ့ဆက်မှာနောက်လိုက်မင်းသားအဖြစ်ပါဝင်ရတာဖြစ်ပါတယ်တမောင်ဆန်းမင်းဝင်းကသူ့ဆက်ပွဲတွေမှာမင်းသားအငယ်လေးတွေကိုအများကြီးတုံ့တက်ကြပါမင်းသားအငယ်လေးတွေကိုကခိုင်းပြီးတော့ပွဲထုတ်ပေးတာဖြစ်ပါတယ် အဲ့ဒီမင်းသားတွေထဲမှာအောင်စဘူကလည်းတရားဥပါဝင်ပါပဲအဲ့ဒီအချိန်တုန်းကတော့အောင်စဘူကပရိသတ်ဒီစီကနေပြီးတော့တိတ်ပြီးတော့အားပေးမှုမရခဲ့ပါဘူးနောက်ပိုင်းမှာတော့ဇထုတ်ဒီမှာလည်းပါဝင်တရုတ်ဆောင်ရင်းနဲ့အောင်မြင်လာခဲ့တာဖြစ်ပါတယ်အခုနှစ်ထဲမှာအောင်စဘူကတမောင်ဆမ်းမင်းဝဲရဲ့လက်အောက်မှာမကတော့ဘဲနဲ့ကိုပိုင်ဇက်ကိုထောင်လိုက်တာလည်းဖြစ်ပါတယ် အောင်စဘူးရဲ့လို့ကိုပိုင်ဆက်ကိုထောင်လိုက်တဲ့အချိန်မှာပရိသတ်တရားလည်းအပြေးအဝကိုပဲလက်ခံပြီးတော့အားပေးကြတာလည်းဖြစ်ပါတယ်။အောင်စဘူးကသူ့ရဲ့ဆက်ကိုမြမအကရောခစ်ပေါ်အကပါစုံလင်အောင် လုပ်ပေးထားတာဖြစ်ပါတယ်။ခင်းနဲ့အညီတင်ဆက်ပေးတာမို့ပွဲကြီးပရိသတ်တွေကချိန်နဲ့တက်နေကြတာလည်းဖြစ်ပါတယ်။ဒါအပြင်အောင်စဘူးကအပြုံးချိုချိုလေးနဲ့ချောရည်ဆိုပြီးတော့ဒါအမျိုးသမီးသူကြီးဝင်းရနေကြတာလည်းဖြစ်ပါတယ်။ဒါကြောင့်မို့အောင်စဘူးရဲ့ဇက်ကနေရဲ့ဗီဒီယိုအပိုင်းစာလေးတွေက TikTok ပေါ်မှာပါနာမည်ကြီးလာတာလည်းဖြစ်ပါ ါတယ်အဘိကေယုံတယ်မကပဲနဲ့အောက်စဘူကိုပရိသတ်တွေကငွေသားစုတွေလဲချပေးကြတာဖြစ်ပါတယ်။တချို့ပရိသတ်တွေဆိုရင်တော့သိန်း200လောက်အထိကိုစုသဘောအနေနဲ့ချကြတာလဲဖြစ်ပါတယ်။သိန်း200လောက်ကိုဒီလိုမျိုးစုချတဲ့အတွက်ကိုလည်းအံ့အားသင့်နေကြတာဖြစ်ပါတယ်။အောက်စဘူကိုစပွန်ဆာပေးနေရလို့ပြောကြပေမဲ့တကယ်တမ်းမှာတော့စပွန်ဆာပေးတာမျိုးမဟုတ်ဘဲနဲ့သူ့ရဲ့အနုပညာကိုချစ်လို့အားပေးကြတာဖြစ်ပါတယ်။အခုလိုမျိုးနဲ့အောက်စဘူကတဟုန်တို့ကိုအောင်မြင်လို့နေတာဖြစ်ပါတယ်။အောက်စဘူက အမကန်အောင်မြင်လာခဲ့တဲ့အတွက်ဇမင်းသားကြီးတွေတောင်မှအောင်စုဘူကိုအတိမတ်ပြုနေရတာဖြစ်ပါတယ်။မင်းသားကြီးဇန်ဟင်းဆိုရင်လည်းအောင်စုဘူတို့အောင်မြင်လာတာကိုချိုးချိုးချောင်းပြောထားခဲ့တာလည်းဖြစ်ပါတယ်။အောင်စုဘူကချမ်းသာတဲ့အတိုင်းဝိုင်းရမဟုတ်ဘဲသူတူးသူချွန်ပြီးတော့စူးစမ်းခဲ့တာဖြစ်ပါတယ်။ဒါအပြင်ပရိသတ်တီအပေါ်မှာလည်းအပြည့်အဝကိုလေးစားမှုရှိတဲ့သူတယောက်ဖြစ်ပါတယ်။ ဇက်ကနေတဲ့အချိန်ဆိုရင်ပရိသတ်အကြိုက်တာလိုက်ပြီးတော့လှုပ်ပေးတာဖြစ်ပါတယ်။တခါတလေဆိုရင်တော့ဇက်ကရဲ့အခန်းတိုင်းလိုလိုသူပါနေတာမျိုးတောင်မှရှိပါတယ်။အောက်စဘူက ဇမင်သားတယောက်နေနဲ့ဇက်ကအောင်တေချာလေးကျင့်ထားသလိုမျိုးတခြားအမှုပညာအရေးချင်းတွေရှိအောင်လဲလှုပ်ထားခဲ့တာဖြစ်ပါတယ်။အစိုးပိုင်းတိုင်းသလိုအကပိုင်းကိုလည်းတတော်အကရိယာအစလေးကျင့်ထားတာဖြစ်ပါတယ်။ဒါကြောင့်မို့အောင်စပူကိုအမျိုးသမီးငယ်လေးတွေကသဘောကျနေကြတာလည်းဖြစ်ပါတယ်။နေဘက်ကအမျိုးသမီးတွေကတော့အောင်စပူကိုဆိုရင်တော့အယူအမှုကိုကြိုက်နေကြတာဖြစ်ပါတယ်။ဒါပြင်အောင်စပူကကိုရီးယားမင်းသား Enforcer Garya ဂျီဟိုနဲ့တူတယ်ဆိုပြီးတော့လေချီတူးခံနေရတာလည်းဖြစ်ပါတယ်။ ဂျီဟိုကတစ်ချိန်တော့မိန်ကလေးတွေရဲ့အသေးစွဲမင်းသားဆိုရင်လည်းမမအောင်အခုဆိုရင်တော့ဂျီဟိုမရပါဘူး ဂျီဟိုနဲ့တူတဲ့အောက်စဘူကိုဇက်ပွဲမှာကြိတ်နေရပြီဆိုတာတန်တယ်ဆိုပြီးတော့လည်းပြောဆိုနေကြတာပဲဖြစ်ပါတယ်။အရင်တော့ကတော့လူငယ်တချို့ကဇက်ပွဲတွေကိုကြိတ်ရတာမကြိုက်ပါဘူး။ဇက်ပွဲမှာပါဝင်တဲ့မင်းသားတွေကမချိုးဆိုပြီးတော့မကြည့်ကျင်ကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့အောက်စဘူကတော့မင်းသားကြိုးလေးဖြစ်တာမို့ဇက်ပွဲသွားကြည့်ရမယ်ဆိုပြီးတော့တချို့ကလည်းဆရာထက်တန်လုံးနေပါပြီ။အောက်စဘူကတော့ပရိသတ်တွေပေါ်မှာလည်းဆက်ဆံတာစိတ်ထားနှူးညံ့ပြီးတော့သဘောကောင်းနေဆိုပြီးတော့နာမည်ကြီးပြီးတော့အောင်မြင်နေတာပဲဖြစ်ပါတယ်။ အောင်စဘူးကမြမဆက်သပင်ရဲ့ရှန်ရှန်တောက်အောင်မြင်လာမယ့်မင်းသားလို့ထင်လားပရိသတ်တို့ဘလို့ထင်လဲပရိသတ်တို့ရဲ့အမြင်ကိုကွန်မန့်လေးထဲမှာရေးသားပေးခဲ့ကြပါအောင်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများ යි တင်ပါတယ်ရှင်